အလုံးမဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတိဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အာနာရှိဆုံးတိုက်မျိုးနွယ်ကြီးအကြောင်းပဲဖြစ်ပါတယ်တိုက်ဟူသည်အမျိုးမျိုးရှိပါတယ်များစွာသောတိုက်များအစုဘွဲ့အနွယ်များထဲမှဗုံမိယဒေဝတိုက်မျိုးနွယ်ကြီးဟာအကြီးမားဆုံးအာနာရှိဆုံးတိုက်မျိုးနွယ်ကြီးပဲဖြစ်ပါတယ်အမတန်စီကံကြည့်ပြီးစီးစနစ်ကြတဲ့တိုက်အနွယ်ကြီးဖြစ်ပါတယ် ဘလောက်စည်းကမ်းရှိပြီးသူတို့မျိုးနွယ်များအပေါ်တစ္ဆာစောင့်ကြလဲဆိုရင်တိုက်ပွဲတိုက်ဌာနလိုအပ်သည့်အကြောင်းကိစ္စပြုပွဲများကိုမိမိအမျိုးနွယ်သည်သာလျှင်တောင်းခံကြရတယ်။မိမိအမျိုးနွယ်မဟုတ်ကတောင်းခံကြရို့ထုံးစံမရှိပါဘူး။စီပွားဥစ္စာလက်လာပါဟုသမ ्या ကိုလည်းမိမိတို့မျိုးနွယ်ကိုသာ ပေးကျွေးချီးမြှောက်တတ်ပြီးမိမိတို့မျိုးနွယ်မဟုတ်ကပေးကျွေးချီးမြှောက်ရုံထုံးစံမရှိပါဘူး။ တိုက်ပိုင်းဆံရစီကားချိုးဖောက်တော်လဲချက်ချင်းပင်ပြစ်ဒဏ်မချမှတ်ပဲသုံးချိန်တိုင်တိုင်အတိတတိပေးတတ်ပြီးကျော်လွန်မှသာတိုက်ပြစ်တိုက်ဒဏ်ပေးတတ်ကြပါတယ်ထိုတိုက်ကြီးများသည်အရင်ရယူတိုက်သောတိုက်ကြီးများဖြစ်သည့်အားလျော်စွာမိမိတို့လိုအပ်သည့်ကို အရင်တောင်းပြီးရလာတော့ပေးလိုက်ရသည့်ထက် သုံးစပြန်ပေးတတ်သောထုံးစံဖြစ်ပါတယ်ကြီးမြင့်မြောက်စားလိုသောအလိုရှိရာ အရင်တောင်းခံတတ်ကြပါတယ် အစအနွယ်ဝင်တို့အပေါ်အမျိုးမျိုးစမ်းသပ်တတ်ကြပြီးအငဲမကွာ ဆောက်ရှောက်တတ်ကြပါတယ်။အကြောင်းအရာအပြစ်မရှိဘဲအပြစ်ဒဏ်မပေးတတ်မနှောက်ယှက်တတ်သလိုအပြစ်တစုံတရာကိစ္စကြီးငယ်ရှိပါကအတိတရိပေးပြီးမှပဲပြုလုပ်တတ်ကြပါတယ်။မိမိအမျိုးနွယ်မဟုတ်က မကူညီသလိုမိသည့်အရာများလည်းမပေးကြပါ။မိမိအမျိုးနွယ်ကိုသာစောက်ရှောက်ချီးမြှောက်တတ်ကြသည့်စီကံရှိသောတိုက်ကြီးပင်ဖြစ်ပါတယ်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုဒ္ဓရာဇာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ Notification Bell နဲ့နှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။